ကိုပိုင်အသေးဉာဏ်ရှိတဲ့ရှောင်းမီစကူတာသူတို့ပိုင်ဆိုင်တဲ့စကူတာကတင်ကိုရိုင်းမောင်းနေရုံနဲ့မကပဲနဲ့သူ့မှာလူတွေလိုမျိုးအောင်နာတစ်ခုရှိပြီးတော့သူ့ဟာသူထိန်းချုပ်နိုင်တယ်လို့တွေးကြည့်လိုက်ပါအတော်လေးကိုမှအထင်ကြီးဖို့ကောင်းမှာကတော့အသေးကြပါပြီသူ့ဟာသူထိန်းချုပ်မောင်းနေနိုင်တဲ့ပြင်ကိုမှလင်းမကြအောင်လဲဟန်ချက်ထိန်းနိုင်စွမ်းရှိပါပြီကျွန်တော်တို့ငငယ်ကတိတ်ပန့်ရုပ်ရှင်တွေထဲမှာလေးကြီးခဲ့ရတယ်လို့မျိုးစကူတာတွေကိုလမ်းမပေါ်မှာမြင်တွေ့နိုင်တော့မှာပါ ဒီစကူတာရဲ့ထူးခြားချက်ကိုပြောပြရမယ်ဆိုရင်တော့အမြင့်ဆုံးအရှိန်အနေနဲ့165ကီလိုမီတာထိကိုမှမြင့်တင်နိုင်မှာပဲဖြစ်ပြီးတော့ဘရေအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း display snack ကိုအသုံးပြုထားတာဖြစ်ပါတယ်။ဒီဘိန်းနှလုံးရဲ့ရှင်ပေါ်မှာတော့ဤပညာမြင့်ပစ္စည်းတွေအများကြီးကိုမှအသုံးပြုထည့်သွင်းထားပြီးတော့အလိုအလျောက်ဟန်ချက်ထိနိုင်ဖို့အတွက် gyroscope balancing snack ကိုလည်းထည့်သွင်းထားတယ်လို့သိရပါတယ်။ဆိုလိုတာကတော့တင်တမင်တကလေကြောင်းအောင်လို့ကန်လိုက်ရင်တော့မှတူကဟန်ချက်ထိန်းထားပေးနိုင်မှာပဲဖြစ်ပါတယ်။ တခြားသောစကူတာတွေလိုမျိုးအကျဲမခံတာလည်းမရှိဘဲနဲ့လမ်းကျန်းတွေမှာမောင်းနေနိုင်တဲ့ပြင်ကုန်းမှာရေထဲမှာဖြတ်မောင်းတာတွေအပြင်တခြားသောတောင်တက်ဆိုင်ကယ်တွေနဲ့အပြိုင်မောင်းနေတာမျိုးတွေလည်းလုပ်လို့ရပါရင်အနောက်မီးကလည်းရှောင်းမီရဲ့ထိမ့်မဲ့ဖြစ်တဲ့ RGB ကိုထည့်သွင်းပေးထားတာကြောင့်အနောက်ကကြည့်ုံနေတဲ့ဘဲကထုတ်တဲ့စကူတာလေးဆိုတာကိုသိရှိနိုင်မှာပဲဖြစ်ပါရင်လူတောင်ယောက်ထိကုန်မှစင်းနေနိုင်ပြီးတော့ရှောင်းမီကတော့စမတ်ဖုန်းလောကမှာနေမဟုတ်ဘဲနဲ့ဆိုင်ကယ်လောကနဲ့ကားလောကတွေထိကိုပါခြေဆက်နေပြီဖြစ်တယ်ဆိုတာကတော့သိကြပါရင် တင်လမ်းမှာဆိုင်ကယ်တစ်စီးမောင်းနေသူမပါဘဲနဲ့ခီးတဲ့တယောက်တည်းဆိုရင်တော့အဲ့ဒါကရှောင်းမီကထုတ်တဲ့စကူတာပဲဆိုတာတန်းပြီးတော့တည်နေတော့မှတေချာပါ යි ဒီစကူတာတွေကိုထိန်းချုပ်ဖို့ကလည်းဖုန်းလေးတစ်လုံးရှိရုံနဲ့တင်ကိုလှုပ်လို့ရမှာဖြစ်ပြီးတော့တင်ဘက်ကလှုပ်ရမှာကတော့ဖုန်းလေးတစ်ချက်ထုတ်ပြီးတော့ခလုတ်နှိမ့်လိုက်ရုံနဲ့တင်ကိုမှတင်ရှိတဲ့နေရာကိုရောက်လာမှာပဲဖြစ်ပါ යි